ားအလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါဒီလီဗာပူးမြန်မာ fan page ကစံသက်ပါကျွန်တော်နဲ့အတူတူဆွေးနွေးပေးမယ်အကိုကတော့အာ ANU YouTube channel ကကို ANU ဖြစ်ပါတယ်ဗောနော်ဆိုတော့အဲဒီနေ့ကျွန်တော်တို့နှစ်ယောက်တက်ဆက်ပေးသွားမှာကတော့ဒီစနေနေ့ညပိုင်းဗောနော်ညပိုင်းဒီတင်းကွနေနေမနက်အစောပိုင်းကံမဲဒါ Brandfo နဲ့ဒါလီဗာပူးရဲ့ပွဲချိုအစီအစဉ်လေးဖြစ်ပါတယ်ဗောနော်ဆိုတော့မင်္ဂလာပါကို ANU မင်္ဂလာပါကိုဟုတ် အဲကျွန်တော်တို့ပေါ့နော်ကျွန်တော်ဒီအိပ်ပျော်သွားနေပဲဒီဟိုချန်ပီယံလိနစ်ပွဲကတော့မလုပ်လိုက်ရဘူးပေါ့နော်ညညပိုင်းကမလုပ်လိုက်ရဘူးဆိုတော့ဒီဒီပေါ့နော်ဒီဒီတပတ်မှာလီဗာပူးကဒါအဝေးခွင်မှာဒါဘရန်ဖို့နဲ့ကျွန်တော်တို့သွားပြီးတော့ကဲရမယ်ပေါ့နော်ဆိုတော့ချန်ပီယံလိနိုင်ပွဲအပြီးမှာဒါဒီပရီးမီးယားလိပြန်ပြီးတော့ဒါဝင်ရောက်လာတဲ့အချိန်ပေါ့နော်ဆိုတော့ဒီချန်ပီယံလိမှာကစားခဲ့တဲ့ဒီ front back အသင်းရဲ့ကစားပုံနဲ့လုံးဝခြားနားတဲ့ဒါ ကစားဟန်ကိုပိုင်ဆိုင်ထားတဲ့ဒါ brand foot နဲ့ဆော့ရမှာဆိုတော့လေဆိုတော့အခုအနေနဲ့ဒီပေါ့နော်ဒီပွဲ intro လေးပေါ့နော် intro လေးတစ်ချက်လောက်ပေါ့နော်ဒါ brand foot နဲ့ဒီပါဘူးပွဲ intro လေးတစ်ချက်လောက်ကိုဒါပြောပြပါအောင်ခင်ဗျာဟုတ်ဟိုဟာကျွန်တော် brand van နဲ့ပွဲကြုံမှာတော့ကျွန်တော်ပြောခဲ့တယ်ပေါ့ကျွန်တော်အနိုင်ရဖို့အကောင်းဆုံးအတွင်းကဟိုဟာ brand van ပေါ့ brand van က brand van နဲ့ brand foot နဲ့မှာ brand foot နဲ့အရင်ကန်ရလို့ရှိရင်ကျွန်တော်တော်တော်ခက်ခဲမယ်ဆိုတာကျွန်တော်တို့ဟို brand van နဲ့ brand foot နဲ့မှာ ိုးကောင်းတဲ့အတင်းကဖရမ်ဘက်မန်တော့တည်တယ်ဒါပေမဲ့လဘာဝူကိုပို့ပြီးတော့အခက်တွေ့မဲ့ကစားမှုရှိတဲ့အတင်းကဘရန်ဖို့ဖြစ်နေလို့အဲ့လိုပြောတာပေါ့ဘာလို့လဲဆိုတော့ဘရန်ဖို့ကခုခုနှစ်အထက်မှာပဲလဘာဝူကြုံတွေ့နေရတဲ့ပြဿနာတွေကိုပေးနိုင်တဲ့အတင်းတင်းအဖြစ်ကျွန်တော်တို့ကယူဆလို့ရတယ်ဘာလို့လဲသူ့ရဲ့ဒီအချက်လက်တွေကိုပဲကြည်ကြည်သူ့ရဲ့ကစားမှုကိုဟိုကျွန်တော်တို့ပဲမျက်မျက်ကိုယ်တွေပဲကြည်ကြည်ပေါ့ဘလို့ပဲကြည်ကြည်သူ့ရဲ့ ဒီလောင်းမောနဲ့ကစားတဲ့ပုံစံအနေနဲ့စကန်မောနောက်တစ်ခါဒီလက်ပြောင်းနဲ့ကိုယ်တွေကိုမြှောက်ထဲတာတွေဒါတွေအကုန်လုံးက brand foot ကဟို premier league အသင်းတွေတည်းရဲ့မှာဟိုထိပ်ပိုင်းကြကြနေရမှာရှိတယ်ပေါ့အကောင်းဆုံးအသင်းလိုတော့မှာပဲတချို့ချက်တွေမှာသူပြင်အကောင်းဆုံးအသင်းလိုတော့ပြောလို့ရတယ်အမလက်ပြောင်းနဲ့ပတ်သက်တဲ့ဟာကြီးဆိုလို့ရှိရင်သူတို့ကဒီစုံတူချင်တဲ့အသင်းလိုလည်းပြောလို့ရတယ်နောက်တစ်ခါဟိုသူတို့ရဲ့နီးပြာလေခုနှစ်မှာနီးပြာပြောင်းလဲလုပ်ထားတယ်အဲ့နီးပြာကအရင်တော့ကသူကဒီဆက်ပီကိုစ်ပေါ့သူကဟို ဟိုကနိဗ္ဗာန်ကျိုးဖြစ်လာတယ်ပေါ့အဲ့အဲ့အဲ့တွေသူ့ရဲ့လက်ထက်မှာဒီဘိုင်းနေကပိုးပြီးတော့ကောင်းလာတယ်ပေါ့အဲ့အဲ့လိုဆိုတော့ကျွန်တော်တို့အတွက်ဒီပွဲစဉ်ကအခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကကနဦးပြောချင်ပြောထားချင်တယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ဆိုတော့ဒီပေါ့နော်ဒီဟိုပါပေါ့ကျွန်တော်ဒီ fan base နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒါ Jeremy Finbaum နဲ့ဒီ Isaac ကတရားပြဿနာတွေကြောင့်လူစားလဲခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ဒီ press conference မှာလည်းအဲ့ဒီ slot ကဒါပြောသွားရပေါ့နော်ဒါကျွန်တော် lesson မပါဘူးပြီးသွားရင်ဒီ Jeremy Finbaum လွဲမယ်ပြီး Isaac ကလည်းပါဝင်မှုမသေးကြဘူး Graham Beck ကလည်းပါဝင်မှုမသေးကြဘူးပေါ့နော်ဆိုတော့ဒီ Liverpool ရဲ့ဒီတန်ရလူစီးရင်းနဲ့ဒီပေါ်ထွက်လာမယ့်ဒီအခင်းကြီးလေးပေါ့နော်ဒီ possible line လေးကိုတစ်ချက်လောက်ကိုဆွေးနွေးပြပါအောင်ဗျဟုတ် โอเคဟိုကကုနာဒိုင်ယာပြဿနာတွေကတော့ဟို frame mount နဲ့ elision ကတော့မပါဘူးသိကြတယ်ပေါ့ gain band နဲ့ iset ကလည်းဟိုသူပြောပါတယ်ပုံစံရဆိုလို့ရှိလို့ရှင်တော့ဟိုပုံထက်ပါလာနိုင်ကြီးကတော်တော်လေးနည်းပါတယ်ကျွန်တော်ထင်တာတော့မဖြစ်နိုင်တာဘူးပဲသူတို့နေရာလည်းလေပုံထက်ပို့အဲ့တော့ကျွန်တော်တို့ကဟို frame band နဲ့ပွဲကပုံထက်လူစင်းဘယ်အခြေခံပြီးတော့ဟိုဒီပွဲမှာဟိုယုံကြည်မှုထပ်ပြီးတိဆောက်အောင်ပါပေါ့နောက်ထပ်နိုင်မတဲ့ပွဲရဘူးပရီးမီယာလိမှာနိုင်မပြန်ရဘူးအတွက်အဲအဲ့လိုလုပ်ရမယ်ဆိုတော့ကျွန်တော်ကဒီ fan base နဲ့ပွဲကလူစင်းကိုပဲ အခြေခံပြီးတော့ပေါ်ထွက်လာတယ်မလို့ကျွန်တော်ကယူဆရတယ်။အဲကိုသမားနေရာမှာတော့မမတိုင်းရှိပြီဒီပေါ့အကန်းကျင်းမှာမနိုင်တဲ့ကိုနာတီအတွက်ဒီညာကျမ်းမှာတော့ဖင်းပါအောင်နားပါတဲ့အတွက် black day ပေါ့ဘယ်ဘက်မှာတော့ကျွန်တော်ရောဘတ်ဆန်အောင်ပဲထပ်သုံးမလို့ကျွန်တော်ယူဆရတယ်။အဲနောက်ကွင်းလေဒါပေမဲ့ပုံမှာတော့ကတိကျုံနဲ့ဆူပူစလိုင်းနဲ့ပဲပေါ်ထွက်လာမယ်ပေါ့ကျွန်တော်တို့အပြောင်းလဲအနေနဲ့ဆိုလို့ရှိလို့ရှိရင်ဟိုအဲ့ဒီပွဲမှာတော့တော့442ပုံစံမျိုးပေါ့422ပေါ့အဲအဲ့လိုပုံစံမျိုးနဲ့ပေါ်ထွက်တော့ဒီနောက်ထပ်2နှစ်ယောက်နေရာမှာ flow နဲ့ ကက်ပူပေါ့ဒီတိုက်ရှိနှစ်ယောက်နေဟိုအိဆက်ငယ်မှာဆာလာပြန်ပါလာအိမ်မျိုးကျွန်တော်ယူဆတယ်ဆာလာနဲ့အီကီတီကီတွဲမယ်ပေါ့အဲလိုမျိုးတော့ကျွန်တော်ယူဆတယ်ဒီပွဲအတွက်လီဗာပူးဘက်ကလိုင်းနဲ့နေနေဆိုလို့ရှိရင်ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့ဟိုဒီနေရာမှာပေါ့နော်ဒီကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒါ frame နဲ့ပုံမှာကျွန်တော်တို့5-1နဲ့အနိုင်ရရှိခဲ့ပေါ့နော်ဆိုတော့နိုင်ရရှိခဲ့တယ်ဆိုတာကဒီဘယ်လိုပြောမလဲ ဒီ front back ကလည်းဒီ champion league ဒါဆော့နေရပါတော့ဒါ premier league အသင်းတွေလောက် liverpool အတွက်ဂျင်ဆိုင်ကခက်ခဲတဲ့ပုံစံမျိုးတော့မရှိဘူးပေါ့နော်အဲသူနေနေဒါခန်းစစ်ကလည်းဒါဒီအာသူအခုလည်းဒါကျွန်တော်တို့ပွဲချုပ်မှာပြောခဲ့ပါတယ်သူတို့သူသူသွင်းကိုသင်းပုံစံမျိုးဖြစ်တာဖြစ်တဲ့အတွက် liverpool အတွက်ကဒါပုံမှန်ထက်ဆိုင်နည်းနည်းလေးဒါတတောင်းတတာဖြစ်ခဲ့ရလို့ပြောလို့ရရပါတော့ဒီအခုကျွန်တော်တို့ brandfoot နဲ့ပွဲမှာတော့ဒါတေချာပေါက်ခက်ခဲမယ်လို့ကျွန်တော်တို့ဒါတွက်ဆထားလို့ရတယ်ဒီနောက်ဆုံးတွဲဆုံမှုပေါ်တော့ ဘရန်ဖို့ဘွေမှာနောက်ဆုံးတွေ့ကြုံတွေ့ဆုံမှုဟို၄ပွဲမှာဆိုလေ၂ပွဲနိုင်တယ်တပွဲသိတပွဲရှုံးပေါ့နော်ကျွန်တော်နိုင်တဲ့၂ပွဲတည်းကတပွဲဆိုရင်မနစ်ကဆိုရင်ကျွန်တော်တို့သိရတိုင်းပဲเนาะကျွန်တော်ဒါနောက်ကြကိုရင်းနဲ့ရုပ်ကသေးနဲ့ဒီညဉ့်ရဲ့ခိုးနဲ့ကျွန်တော်တို့ဒါနိုင်ခဲ့တာပေါ့နော်ဆိုတော့ ဒီ Brentford ကမှာကျွန်တော်တို့ရဲ့ဒီအနာရရှိရဲ့ win rate က90ရာခိုင်နှုန်းပဲရှိရပေါ့နော်ဒါဒီတချို့ချကြည့်မယ်ဆိုရင်ဆိုတော့တခြား90ရာခိုင်နှုန်းကကျွန်တော်တို့အမှန်ရောနိုင်တဲ့အနေထားနဲ့ဒါချိနေရပေါ့နော်ဆိုတော့ကျွန်တော်တို့ Liverpool တင်းနေတာ Brentford ကမှာဘယ်လိုမျိုးပေါ့နော်အခက်ခဲနေရင်စာရရင်စာရနိုင်လေဒီ Alex Lowe အနေနဲ့ရောကျွန်တော်တို့ဘယ်လိုမျိုးအခင်းကျင်းနဲ့ဒါထွက်လာနိုင်လဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဒီ Frank Frank Bennett ပွဲမှာဆိုလဲကျွန်တော်တို့ကဒါပုံမှန်ကစားနေတဲ့ဒီ ကစားကွက်ကနေပြီးတော့သွေဖယ်ပြီးတော့ကျွန်တော်442ပုံစံမျိုးကိုဒီအထိုင်ချပြီးတော့ဒါလိုလိုပြောင်းပြီးတော့ဆော့သွားတာမျိုးတွေ့ရတယ်ဆိုတော့လေဆိုတော့ဒီနေပွဲရဲ့အဲဒီကိုရီချင်းဆိုင်ရနိုင်တဲ့ဒါစိန်ခေါ်မှုတွေနဲ့ဖြစ်လာနိုင်ပွဲဒီအခင်းကျင်းလေးတွေကိုကိုတစ်ချက်လောက်ဒါဆွေးနွေးပြပါဦးခင်ဗျာဟုတ်ဟုတ်ကွာဖရမန်နဲ့ပွဲတော့လောက်တော့လွယ်ကူမှာမဟုတ်ပေါ့ဒါကတော့သိကြတယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်ဖရမန်နဲ့ပွဲမှာရခဲ့တဲ့ဂိုးတွေကိုကြည့်လိုက်လို့ရှိရင်ကအခွင့်3ဂိုးကတကူကကောင်းတာပေါ့တကူနောက်နောက်လက်2ဂိုးက ဆက်ပြန်နေရတာဒီလိုမျိုးသုံးခုကဘရန်ဖို့နဲ့တွေ့လို့ရှိရင်ရဖို့မလွယ်တဲ့ကိုမျိုးတွေဘာလို့ဆိုဘရန်ဖို့ကဟိုဆက်ပြီးတွေကိုကာဝယ်တဲ့ညံမှာလဲတော်တော်လေးကောင်းတယ်နောက်တစ်ခါဟိုသူတို့အနေနဲ့ဘာဖို့ဒီလောက်ကြီးတက်ပြီးတော့လဲဆော့ပါမှာတိုက်မှာမဟုတ်တဲ့အတွက်ဒီလိုမျိုးကိုမျိုးတွေမရနိုင်မရရောက်ခိုင်းနေပေါ့ဟိုမရနိုင်လို့မဟုတ်ပေါ့ရောက်တော်တော်ခိုင်းနေအနေဒါရှိအဲ့တော့ကျွန်တော်တို့ကဟိုကိုးရဖို့လဲဆိုလို့ရှိလို့ရှိလို့ရှိရင်ပန်းမနဲ့ပွဲတုံးလာလို့အခွင့်အရေးကြီးရတော့ရရရမယ်ရမှာကိုးကရနိုင်တယ်ဒါပေမဲ့ ဖမ်းပယ်နေတဲ့ပွဲလောက်တော့လွယ်ကူမှာတော့မဟုတ်ဘူးလွယ်ကူကိုရမှာတော့မဟုတ်ဘူးအဲအဲ့ဥစ္စာတော့သိကြတယ်ပေါ့အဲနောက်တစ်ခုကဟိုဘရန်ဖို့ကဟိုဒီအဒီမှာအင်ကွင်းကစားတာကြီးကတော်တော်လေးကောင်းတယ်အဲသူတို့ရဲ့ဒီနောက်ဆုံးအင်ကွင်းသုံးပွဲကအသေးအနေနဲ့တွေ့ရတာချက်စီရဲ့မန်ယူရဲ့မန်စီးတီးရဲ့တွေ့ရတာမန်စီးတီးကိုသူတို့ကတကောတုံညာနဲ့ရှုံးထားတယ်ပေါ့ဟိုချက်စီကိုတော့နှစ်ကုန်းနှစ်ကုန်းတွေ့တယ်အဲဟိုမန်ယူတုံးတော့ကိုနေနိုင်ရတယ်အဲ့ဒီပွဲစဉ်တွေမှာလေသူတို့ကအတိုင်းအတာတစ်ခုထိဒီအသင်းကိုဒုက္ခပေးနိုင်တယ် အဲကူကသူအတင်းကြီးနဲ့လေးဘွဲစတိုက်လေးဘွဲစတိုက်တွေ့ရတာပေါ့လေဘာဘုန်းနဲ့ထက်တွေ့ရဆိုတော့လေအဲအဲ့တော့အဲ့ဒီဘွဲဒီမှာလဲသူတို့ရဲ့အဓိကလက်နက်ဖြစ်တဲ့ဒီတေကံဘောတွေနောက်ဒီလက်ဖြစ်ဘောတွေကတော်လေးဒုက္ခပေးတယ်အဲ့ဒီအနေထားတွေကလဲကိုးရတာပေါ့ချက်ကြီးနေပုံမှာဆိုလို့ရှိရင်နောက်ဆုံးမိနစ်မှာအဲလက်ဖြစ်ဘောကနေသူတို့ကိုးရတာပေါ့စကန်ဘောကနေပေါ့မန်ဂနီဘောမှာလဲအဲ့လိုလက်ဖြစ်ဘောကနေကိုးရတယ်အထူးဖြစ်သူတို့ရဲ့ဒီတိုက်ရှိကအဲ့ဒီကောတီယာကိုက တော့ရင်ဝိုင်းတော်တော်ကောင်းတယ်ဟုတ်တယ်ပုံမှန်သလိုရှိရင်အဲ့လိုကလာမမျိုးကုနာတေးကထဲရတာတော်တော်တိုင်းပက်လေးရှိတယ်အသေးလေးလည်းဖြစ်တယ်ပေါ့အဲ့လိုမျိုးကနာဦးကျဟန်ကောင်းနေတော့ရောင်းကောင်းနေကစားသမိုင်းနေသူကုနာတီးရရုံးငံလေးရှိတယ်အဲ့တော့ကျွန်တော်ကဒီဘက်မှာကုနာတီးအနေနဲ့ပုံမှန်ခြေကန်းတာမရှိဘူးဆိုလို့ရှိရင်တော့တော်တော်လေးရုံးငံတယ်ခြေပိုင်းကနောက်တစ်ချက်ကဗရန်ဖူရဲ့ဒီစက္ကန့်မော်ဒီပြန်ကောက်တဲ့အပိုင်းရလည်းတော်တော်ကြီးကိုကောင်းတယ်ဗဒါကကျွန်တော်တို့အားနည်းဆုံးဖြစ်နေတဲ့အပိုင်းအဲ့ဒီအပိုင်းမှာဗရန်ဖူကတော်တော်လေးအားကောင်းတယ်အဲသူတို့ရဲ့ကွင်းလေမှာ ဒီဟာရာဆန်ရှိတယ်ပေါ့သူတို့ကထူးဆန်းတာနဲ့လေပါဘူးကစားသမားအောင်းနေတော်တော်များတယ်ဟုတ်တယ်ဟာရာဆန်တို့ကလည်းဟာတို့ဟိုနောက်ကျွန်တော်တို့ထုတ်ရောင်းလိုက်တဲ့ဘန်တာဘက်တို့အဲ့လိုဘန်တာဘက်ကစားသမားတွေတော့ကဲ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 ဟိုတို့ပါလို့လည်းရှိတယ်ကဲကဲဟိုတို့လည်းရှိတယ်ကဲတို့ပါတော့လည်းနည်းနည်းအဲ့တော့ဟိုဒီပါဘူးအကြောင်းသိတဲ့ကစားသမားတချို့လည်းရှိတဲ့အတွက်ဟိုကျွန်တော်တို့အနေနဲ့တော်တော်လေးတော့ဂရုစိုက်ပြီးတော့ကစားရမယ်ဟိုဒီလိုမျိုးဂရုစိုက်မှာကစားပဲနဲ့ပေါ်ပြပြနဲ့ကစားလို့ဟိုအရင်ပွဲတွေကလိုပဲ ဟိုကိုအရင်တော့ပေးလိုက်လို့ရှိလို့ရှိရင်တော့ကျွန်တော်အနိုင်ရဖို့ကတော်တော်ကြီးရုန်းကန်သွားနေနေရှိတယ်။အဲဒီလိုပဲဟိုကျွန်တော်တို့ကချမ်းသာခြင်းတက်လောင်းနေတကုတ်တကုတ်တကုတ်တုံညာလောင်းနေနိုင်နေလို့ရှိလို့ရှိလို့ရှိရင်လည်းဒီဘွဲကအနိုင်ရလေတေချာသွားပြီဆိုပြီးစိတ်ရှာတယ်ပွင့်ပြီးလည်းမဟုတ်ဘာလို့ဆိုဘရန်ဖို့မဟာကဟိုကျွန်တော်တို့ကြောက်တဲ့အိမ်လက်ပစ်ပေါ်တွေတကယ်မို့ဒီကနေအချိန်မီးကူးပြန်ရနိုင်တဲ့အနေတိုင်းမျိုးရှိတယ်။အဲအဲ့အတွက်ဟိုကျွန်တော်တို့ကဟိုဒီဘွဲကိုအနိုင်ရခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ကိုယ်လည်းစောစောရဖို့လို့သူတို့ချမ်းသာခြင်းနှစ်ကိုယ်လောက်လည်းဖြစ်နေမှာ အဲကျွန်တော်တို့အနေနဲ့သိချရမယ်လားလို့ပြန်ကြည့်ပါတော့။ဒါပေမဲ့အဲ့လိုမျိုးသိချမှန်နေတာရှိဟုတ်တယ်ဟုတ်တယ်ကိုအဲ့လိုမျိုးဖြစ်နေမှာတကယ်လို့ကိုကျွန်တော်ကငိုးစောစောမရဘူးဆိုလို့ရှိရင်ကိုရကွာရုံးဝင်တဲ့ရုံးငန်းလာနိုင်တယ်။အဲ့တော့ငိုးစောစောပေးရလို့ရှိလို့ရှိရင်တော့ရှိရင်တော့အမတ်ရကွာတော့မှကျွန်တော်ခက်ခဲသွားနိုင်ကြီးရှိတယ်။အဲအဲ့လိုမျိုးလေးတော့ကျွန်တော်ယူဆတယ်။ဟုတ်ကဲ့ဗျာဟုတ်။ဆိုတော့အခုပြောမှကျွန်တော်ပြန်ပြီးတော့တတိယတတိထားမိရေပေါ့နော်ကျွန်တော်တို့ဒီခုနတေးကအဲ့လိုမျိုးခနာကိုကြန့်ခိုင်မှု ကောင်းတဲ့ဒီဒီအသင်းလက်တွေက ဒီတိုက်စစ်မှုနဲ့တွေ့ရုံးကန်ရလေးရှိရပါတော့ကျွန်တော်တို့ဒါဘဲလေးနဲ့ပွဲတွေမှာဆိုရင်ဘဲလေးနဲ့နှစ်ပွဲစလုံးအဲကျွန်တော်တို့ဒီဟိုပါဒီ community shield ဒီ EBA ရော meditator ကိုတော်တော်ကိုသူရုံးကန်ရတာကိုကျွန်တော်တွေ့ရတယ်ပေါ့အမားကြီးလည်းအများကြီးလုပ်တယ်ဒီဂျူရဲ့ချင်းလည်းမရှင်းတာလို့ပေါ့နော်ဆိုတော့ဟိုသူ့ကြောင့်နဲ့သူ့ကြောင့်ဒီဘယ်လိုပြောမလဲတောက်တန်းကတောက်လျှောက်ကိုတရားဖျူဖေးနေဖြစ်တဲ့အချက်လက်တွေအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့ မနေ့ကလည်းကိုရင်းနဲ့ကောင်းနေတတ်ဟုတ်တယ် Brandfor နဲ့ပွဲမှာလာဒီတီယာဂိုကိုဘယ်လိုထိမ်းမလဲပေါ့နော်ဒီဟာကဟာစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီကိုလည်းခုနပြောသွားတယ်ကျွန်တော်တို့ကျွန်တော်တို့အတင်းကဒီ Frankfurt နဲ့ပွဲမှာစပ်ပီဒီ corner နေပြီးတော့နှစ်ကိုးကျွန်တော်တို့ကိုးရခဲ့တယ်ဆိုတော့ဒီဟာကဒီအဲကျွန်တော်တို့ဒီအရင်ပွဲချိန်မှာကျွန်တော်ပြောလေရှိပါတယ်။ဘာကြောင့်လဲဘာဘာပြောလေရှိရဲဆိုတော့ကျွန်တော်တို့ Premier League က Premier League မှာကျွန်တော်တို့အဲ့လိုမျိုးကိုမရသေးအခုချိန်နေ။ တို့ရားခဲ့တဲ့ကိုတွေကလည်းဒါတိုက်တိုက်ဆက်ဆိုင်ပြီးကျွန်တော်တို့ဒါချန်ပီယံလိဂ်ပါပြီကျွန်တော်တို့ကိုရားခဲ့ပါတော့နော်ကိုရားခဲ့တာဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ဒီကော်နာနေပြီးတော့ဂိုးသွင်းတာမျိုးဒီလိုမျိုးဆက်ပြီးကနေဂိုးသွင်းတာမျိုးတွေကဒီချန်ပီယံလိဂ်ကနေပြီးတော့ပရီးမီးယားလိဂ်ကိုဒါယူဆောင်လာဖို့ဒါလိုနေပြီဆိုတော့ကျွန်တော်တို့ဒါသိတာရယ်ပေါ့နော်အပြင်နောက်တစ်ခုကခုနပြောလို့ပေါ့နော်အခုဒီ second ball တွေကလည်းဒါ crystal sorry ဒီ brandford ကဒီအမြင်ဘောကြီးနဲ့အပြုကစားမယ် second ball ကောက်တဲ့နေရာမှာတော်တော်ကောင်းတယ် ဆိုတော့ဒီပြီးခဲ့တဲ့ဒီ front back နဲ့ပွဲမှာကအဲ့ဒါတွေ front back ကအဲ့လိုမျိုးဆော့တာမဟုတ်ဘူးဘယ်သူဘေးတက်လေးဆော့တယ်အဲ့ဒီလေးတွဲပြီးတော့ဆော့တယ်လောင်ပွဲလည်းမဆော့တာဆိုတော့ goal ဘောက်ကလည်းမကတ်နေတာဆိုတော့ဒီ front back နဲ့ပွဲကကစားပုံကိုလောက completely different ဆော့ရမှာဆိုတော့ဒီ draw book ကအခက်အခဲတွေ့မှာကျိန်းနေပြီပေါ့နော်ဆိုတော့ဒီနောက်ဆုံးနေနဲ့အခုကျွန်တော်တို့ဒါထုံးပြန်တိုင်းပေါ့နော်ဒါအခုရလက်လေးတစ်ချက်လောက်ခံမှန်းပြပါအောင်ဗျဟုတ်ကဲ့ရလက် ဒါလက်ကိုကျွန်တော်မပြောခင်မော်ဘရန်ဖို့ရဲ့လီဗာပူးကိုရေဆိုင်မဲ့ပုံစံငါကကျွန်တော်ခုနကတော့ဟိုအချက်လက်တစ်ခုတွေ့လိုက်တယ်ဗျအော်တာအချက်လက်တစ်ခုကလီဗာပူးကအဲပရီးမီးယားလိအသင်းတွေထဲမှာပေါ့ပြိုင်မဲ့တွေကလီဗာပူးကိုလောင်းမော်တွေဆော့တာအများဆုံးပေါ့လီဗာပူးနဲ့တွေ့လို့ရှင်ပြိုင်မဲ့တွေကတော့လောင်းမော်တွေပဲဆော့တယ်ပေါ့သူတို့ရဲ့ဒီပေးပုံ20ရာခိုင်နှုန်းကျော်လောက်ကိုဒီလောင်းမော်နေပဲပေးပြီးတော့လီဗာပူးကိုတိုက်တယ်ပေါ့အဲ့တော့ဒါကလီဗာပူးရဲ့အနာဂတ်ဖြစ်နေမှာတည်နေတယ်အဲ့ဒီပြဿနာမျိုးကိုကျွန်တော်တို့ဘယ်မှာကြုံမှုလဲဆိုတော့ ဂွာဒီယိုလာပရီးမီယာလိကိုရောက်ရောက်ချင်းအနေထားမှာဂွာဒီယိုလာကြုံဘူးလေဘာလို့လဲဆိုအဲ့တော့လည်းဂွာဒီယိုလာပြောဘူးတယ်ကျွန်တော်မှတ်မိတယ်လားသူ present လုပ်လို့မရဘူးပေါ့ဘာလို့လဲဆိုတော့အတင်းနေကုန်လုံးကဘောလုံးကိုလေကောင်အောင်ပဲထဆောင်နေတယ်သူဘယ်လိုလုပ် present တော့လုပ်ရမှာလဲပေါ့အခုဒီ press conference မှာလည်းဆလုံးကပြောခဲ့အဲ့တိုင်းပဲပြောခဲ့တာသူအနေနဲ့အရင်ပွဲတွေတုန်းက present တော့အဆင်မပြေဘူးဘာလို့ဘောလုံးကလေကောင်အောင်ပဲရှိနေတယ်ပေါ့ cabinet နဲ့ပွဲတော့အဆင်ပြေတယ် cabinet ကမြေကြီးပေါ်မှာအချပြီးတော့ဆော့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့က primary မှာတော့ ဘယ်တင်းမှာဘောင်းနေလို့လို့ရှိလို့ရှိရင်ဘယ်တင်းမှာလဲဆိုတော့ဟိုအာဆင်နယ်တို့မန်စီးတို့ကတော့ဘယ်လောက်ကြီးတော့မစိုးဘူးပေါ့ဒါပေမဲ့ချန်နေတေးတော်တော်များများတော့ဒီဘောင်းနေတို့လို့ရှိရင်လေဘောင်းကဘောင်းလုံးကထားပြီးဆော့မှာပဲဗျာအဲအဲ့တော့အဲ့ဒီဟာကိုဖြစ်လို့ဖြစ်ရဟုတ်အဲ့ဒါကြောင့်ဒီအဲ့ဒီဟာကိုကျွန်တော်တို့ကဟိုအကြောင်းပြချက်ပေးလို့တော့မရဘူးအဲ့ဒါဆိုတော့ဒုံနဲ့ပဲကိုယ်ကိုင်းယူဆိုင်မှာဒါသူတို့ကလည်းဟိုသူတို့အားတာတော့တမက်ကအားနေတော့ဘိုင်းနေ အပိုင်းကိုသူတိုက်ခိုက်မှာပဲလေအဲ့တော့ကျွန်တော်ကဒီလိုပုံစံမျိုးနဲ့ရင်ဆိုင်ရမှာပဲဒါကိုကျွန်တော်ကဖြည့်ရှင်းနိုင်ဖို့နီးလန်းကိုရှာရမယ်ပေါ့အဲအဲ့ဒီနီးလန်းကိုတွေ့ပါဘူးကျွန်တော်ကအဆင်ပြေမှာပေါ့အဲ့တော့ကျွန်တော်ကဒီဘွဲမှာအဲ့ဒီနီးလန်းကိုတွေ့မလားမတွေ့ဘူးလားဆိုတဲ့ဟာကဒီဘွဲရဲ့ရာလက်ကိုအဓိကအဆုံးဖြတ်ပေးပါလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်အဲနောက်တစ်ခုကတော့အခုနဒီကွင်းလေပေါ့ကွင်းလေကဆိုဘိုဆိုင်ရဲ့ကတိကျုံရပြပနဲ့ပေါ်တော့တော်လေးကောင်းတယ်တော်လေးကောင်းတယ်နောက်တော့သူတို့ကအဲ့ဒီမေဖီကိုပုံထိုးလောက်ထားတဲ့အပိုင်းရော ောက်တစ်ခုကဒီပြိုင်မက်ကိုဘလုံးပြတ်သွားတဲ့အချိန်မှာအချင်းချင်း present လုပ်တဲ့အပိုင်းအောင်ကောင်းတယ်သူတို့မကောင်းတာကဒီနေရာလူတွေကိုကာဝေးတဲ့အပိုင်းနေနေရာလူတွေကိုကာဝေးတဲ့အပိုင်းနေဘယ်နေရာမှာခန်းစစ်ကစားရမယ်ဆိုတာသူတို့တိတ်ပြီးတော့မသိဘူးနောက်ဆုံးကဒီ attacking mind နဲ့ဖြစ်တဲ့ကစားသမားတွေဖြစ်တော့လေအဲနောက်တစ်ခုကတော့သူတို့ကဟိုဘယ်လိုပြောမလဲဟိုတတိယ found ကိုမကျွလို့နေဘူးပေါ့ဟိုပြိုင်မက်ကိုတကယ်ဆိုရင်ကွင်းနဲ့ခန်းစစ်ကစားသမားတယောက်ကအဝါတော့ယူရောယူဖို့လောက်ကသူတို့တော့ကမထူးဆန်းဘူးလေဒီလိုမျိုး found လုပ်ပြီးတော့ ပြန်မဲ့တိုင်းရှိဖို့အရှင်ချော့ဒါပေမဲ့တို့ကအဲ့လိုမျိုးတွေမလုပ်တဲ့အဲ့ဒီဘိုင်းကြီးကိုတို့အားနေတယ်ကျန်တဲ့ဘိုင်းတွေမှာတို့ကတော်တော်လေးပြည့်စုံတဲ့ဒီ data ပို့အတွဲလို့ပြောလို့ရတယ်ပေါ့အဲ့တော့ဒီဘွဲမှာလည်းတို့အနေနဲ့ဟို brand food ကိုဒီလိုမျိုးတွေဒီလို brand name နဲ့ပေါ်လာလို့ကောင်းကောင်းလေးဒါ control လုပ်ပြီးတော့ကစားနိုင်ရရှိလို့ရှိရင်တော့ကျွန်တော်တို့အနိုင်ရဖို့အခွင့်အရေးလေးရှိတယ်အဲ့ပါကျွန်တော်တို့ကနောက်ပိုင်းဘွဲတွေမှာ dog shop ဟိုရှုံးနေဆိုပေမဲ့ကျွန်တော်ကြည့်ရတဲ့တော့ dog shop အခွင့်အရေးဖန်တီးပေးတဲ့အပိုင်းမှာတော်တော်လေးတိုးတက်လာတယ်ပါဦးက ဟိုချက်ပရီရှင်းအပိုင်းနေဆိုလို့ရှိရင်ဖရမ်မတ်တဲ့ပုံမှာဆိုရင်တော်တော်လေးများတယ်ပေါ့အဲအဲ့လိုမျိုးဆိုတော့ဒီတဖြည်းဖြည်းတိုးတက်လာဆိုတော့ဟိုကျွန်တော်ဒီဘက်မှာလည်းပို့ပြီးတော့ကောင်းလာမယ်လို့ယူဆရတယ်အဲ့တော့ကျွန်တော်တို့အနိုင်ရလက်ကိုဟိုခိုက်တော့ခိုက်မယ်ဒါပေမဲ့အနိုင်ရလက်ကိုရရနိုင်နေရှိတယ်လို့ကျွန်တော်ယူဆရတယ်အဲကျွန်တော်ကတော့အော်လီဗာပူး2ဂရက်ဖို1လို့ပဲကျွန်တော်ခံမှန်းကျင်တယ်ဒါလက်ဟုတ်ကဲ့ဗျာဟုတ်ဆိုတော့ဒီဘယ်လိုပြောရမလဲဒီလာမဲ့လာမဲ့ပွဲကတော့ ဘယ်လိုပြောမလဲကျွန်တော်တို့အတင်းကဒီယာဒီမှာပေါ့နော်အခုအခုအခုပြောရတဲ့စကားကိုပြန်ကောင်းအောင်မယ်ဆိုရင်ဒီယာဒီမှာကျွန်တော်ဒီဒီလောင်းဘောတွေပေါ့နော် လောင်းဘောတွေဒီလီဗာပူးနဲ့တွေ့တိုင်းပြိုင်မက်တွေကစားနေကြဖြစ်တဲ့ဒီလိုဘလော့တွေမစ်ဘလော့တွေလောင်းဘောတွေစကန်ဘောတွေကိုအလီဘာပူးကဘယ်လိုမျိုးဖြည့်ရှင်းသွားမလဲဆိုတော့အရာကိုကျွန်တော်စောင့်ကြည့်ရမယ်ပွဲလို့ပဲ ဒါသတ်မှတ်လို့ရတယ်ပေါ့နော်ဒီပွဲဟိုကြည်ပြီးတော့ဒါလီဗာပူးရဲ့ဒီအနာကက်ပေါ့နော်အနာကက်ဆိုတာဒီဒီနှစ်ဒီနှစ်ပရီးမီယာလိဘောလုံးရာဒီအနာကက်ကဘယ်လိုမျိုးဖြစ်မလဲဆိုတာလည်းကျွန်တော်တို့ဒါဒါနည်းနည်းလေးတော့ရေးရေးကျွန်တော်မှန်းဆလို့ရမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။အဲဘာကြောင့်လဲဆိုတော့ Brandfood ကလည်းလုံးဝကိုဒီအမြင်ပေါ်ကိုပဲတည်သန့်အားပြုရဲ့အသင်းလိုမျိုးဖြစ်နေတယ်ဆိုတော့ဆိုတော့ဒီကျွန်တော်ကတော့ဒါကိုခမန်းရလက်အနေနဲ့ကတော့အာ Liverpool နိုင်မယ်ဒါ ကိုအများကြီးတော့မပြတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါဒီနေ့ဘွဲမှာကျွန်တော်ခန်းစားနေရတာ clean ရှိရမယ်လို့ခန်းစားနေရတယ်ဒါဘယ်လိုမျိုးလဲတော့မသိဘူးတော့အဲကျွန်တော်ကဒီဒီပါဘူးနိုင်မယ်ဒါပေမဲ့ခက်ခဲလိမ့်မယ်လို့ကျွန်တော်ယူဆတယ်အဲနိုင်မယ်ဆိုရင်လည်းဒါတကူအတာနဲ့ပေါ့နော်ဒါ1 0ဒါမဟုတ်2 1အခက်မသိရင်တေးကြသွားနိုင်တယ်လို့ကျွန်တော်စိတ်ထဲမှာခန်းစားနေရတယ်ဗျဒါဒီ1 1သို့မဟုတ်စီးစီးအဲနိုင်လဲတကူအတာတကူအတာဆိုအများဆုံးနိုင်မယ်လို့ပဲကျွန်တော် ါအခက်မှန်းကျင်တယ်ဗောနော်ဟုတ်ဟုတ်ဆိုတော့ဒါဒီအခုအနေနဲ့တခြားဖြစ်ဆွတ်ပြီးတော့ပြောချင်စရာလေးရောရှိသေးလားဗျဟုတ်မရှိတော့ဒါပေမဲ့ကျွန်တော်တို့အဓိကဟိုဘရန်ဘုတ်ကိုမပေးရမှာတတိယအမှာရောဟာဒါဆင်ရဲ့လောင်းပတ်တွေလည်းနည်းနည်းကောင်းတယ်ဘရန်ဘုတ်မှာလေအဲဒါဆင်လောင်းပတ်တွေအဲတရားကိုပြည့်ထွက်ပြီးတော့ရှူးလာရေရောနောက်တခါအဲအော်တာလာအော်တာလို့ပြည့်ထွက်ပြီးတွင်းလာရေပဲအဲလိုမျိုးဘရန်ဘုတ်က အဲ့ပုဂ္ဂလိတကွက်တော်ရှိတယ်ကျန်တာတော့တို့ကအမြင့်မောတော်တော်အားကိုးတာများတယ်ပေါ့နော်တို့ရဲ့အဲ့ဆက်ပီတွေကိုတောင်းယူရဲ့ dance step တို့ပါတို့ကတော်တော်လေးဆက်ပီတင်းပေးလိုက်ပါလေကောင်းတယ်လေအဲ့အဲ့ဒီဟာလေးတော့ဟိုတတိထားမှာအဲ့ဒီဟာလေးတို့တတိထားနိုင်လို့ရှိရင်တော့ကျွန်တော်တို့ဟိုမျောလေးမဲနဲ့မျောလေးကိုကနိရှက်ရပါကမျောလေးမဲနဲ့ကနိရှက်ရရရတော့နိုင်တယ်ပေါ့မျောလေးမဲနဲ့တော့ပြောရမယ်မျောလေးမဲနဲ့ဗျာမဲနဲ့ကိုကပေးနေတာကိုကမင်းနဲ့ပေးနေတာယူအဲ့တော့ဆိုတော့လေမျောလေးမဲရတော့နိုင်တယ်ပေါ့ကေရှာလေးတို့တော့ထိနိုင်လို့ရှိလို့ရှိရင်ဟုတ်ကဲ့အဲ့ဒါပါပဲကျွန်တော်ကျွန်တော်တော့မပြောဟုတ်ကဲ့ဟုတ် အဲ့ဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့တင်ဆက်မှုလေးကိုဒီမှာပဲနားကြတာပေါ့နော်ကိုရင်တို့ဟုတ်ကဲ့ဆိုဟုတ်အာအဲ့ဆိုရင်ဒါကျွန်တော်တို့ဒါညီကိုနှစ်ယောက်ရဲ့ဒီအာစနေနေ့ညပေါ့နော်ဒါညီကိုနေ့နေ့မနက်မှာကြက်မဲ့ Brentford နဲ့ Liverpool ပွဲစဉ်ရဲ့ဒါပွဲချုပ်သုံးသပ်ဒီအဲပွဲချုပ်သုံးသပ်ချက်တွေဖြစ်ပါရဲ့ပေါ့နော်ဆိုတော့ဒါကြည့်ပေးကြရတယ်ညီကိုအားလုံးကိုဒီကနေ့ပြီးတော့ပဲဒါကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်